လွန်ခဲ့တဲ့ညမှာကတော့ကျွန်တော်တို့သုံးဆောင်တာတော့ဝိညာဉ်ရဲ့ခန္ဓာ၃ပိုင်းเนาะဒီနေ့ညကတော့စိတ်ရဲ့အခန်းခန္ဓာ၃ပိုင်းဖြစ်တယ်ကျွန်တော်တို့ခုနเนาะစုမပြောသားတဲ့ကိုယ်စိတ်ကိုကိုယ်တောင်ဘာမှလည်းတခါကြီးကြိုင်အခုတမျိုးပြောလိုက်ခဏနေကြိုင်တမျိုးဖြစ်လိုက်နဲ့တခါလေးကြိုင်ကိုယ်ကိုကိုယ်တောင်ဘာဖြစ်နေလဲဆိုရောင်60ဖြစ်ဟိုရောင်ဒီရောင်တွေဖြစ်လို့ဒါကြောင့် ကောင်းဆုံးကလေကျွန်တော်တို့ရဲ့အတ္တအထဲမှာဒီစိတ်အခန်းကဏ္ဍဒီကိုကလေကျွန်တော်တို့ကလေနားလည်ဖို့အတွက်ကစိတ်ကိုနားလည်ဖို့အတွက်ကကျွန်တော်တို့ဘုဒ္ဓထံပဲလာရတယ်လေဆိုရင် သခင်ယေရှုထံပဲနှုတ်ကပတ်တော်ထံဒါကြောင့်နှုတ်ကပတ်တော်ထဲမှာဗာပြောတယ်လေဆိုရင်เนาะအပြေလေးထဲမှာဖခင်သခင်ရဲ့နှုတ်ကပတ်တော်ကြီးတဲ့အသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်း တန်လျက်တကာတို့တဲ့တက်ချင်းနဲ့ပြည့်စုံပြီးဖြစ်ပြီတဲ့အသက်နဲ့စိတ်ဝိညာဉ်ကိုလည်းကောင်းအောင်ပြန်လဲရယူခြင်းကျမ်းမာတော့ကောင်းတယ်အဲ့ဒီထဲမှာပါပြောလဲဆိုရင်ဝိညာဉ်နဲ့စိတ်ကိုပိုင်းခြားပြီးတယ်တဲ့ပြီးအယိုးစစ်နဲ့ချင်းစီကိုပိုင်းခြားပြီးအဲ့အဲ့လိုမျိုးရေးထားတယ်အဲ့ယုဒ္ဓရံမှာကတော့ဟိုပေါင်းလိုက်တယ်လို့ဖြစ်တာပေါ့နော်ဆိုတော့ ခုနကျွန်တော်စားသုံးရင်းနဲ့ဝမ်းမြောက်ရတယ်ကျွန်တော်လည်းเนาะဒါကြောင့်အော်လို့ဒီနေ့ကျွန်တော်တို့လူတယောက်ကလေကျွန်တော်ရဲ့တခါတည်းကြိုက်လေဖះပြောတဲ့အတိုင်းလူဟာအသက်ရှင်သောတ ত্ত্ব ဝအမှန်ကကဘာဦးနစ်မှာ ပြောတဲ့အခါမှာ man became a living soul ဆိုတာကလေလူလို့ပြောရင်ကိုယ့်ရဲ့စိတ်ပဲကိုယ့်ရဲ့စိတ်ပဲဒါကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့စိတ်နဲ့ အသက်ရှင်ရင်လည်းပြဿနာတက်တယ်ပြဿနာတက်တယ်နော်ဒါကြောင့်ကျွန်တော်တို့စိတ်ကိုကျွန်တော်တိဖို့ကတော့လိုအပ်တယ်ဘာကြောင့်လိုအပ်တယ်လဲဆိုတဲ့အခါမှာခုနပြောတဲ့အတိပထမဆုံးအဲ့ဒီအတိဟာတဲ့ဒီမှာရေးထားတယ်သုံးပိုင်းစလုံးမှာအဲ့ဒီအတိကတဲ့ဘာအဖြစ်ဆုံးလဲဆိုရင်အတန်ဆုံးပဲဖြစ်တယ်အဲ့ဒီအတိက အားလုံးထက်ပိုပြီးမှအားကြီးတယ်เนาะဒါကြောင့်မို့ဒီထဲမှာကျွန်တော် line ထားတာတယ်เนาะအတိညာဏ်ကြီးတဲ့ဥဆောင်တော့အစိတ်အပိုင်းဖြစ်ပြီးခုနသုံးပိုင်းထဲကဥဆောင်တာဖြစ်ဘာကြောင့်လဲဆိုတဲ့အခါမှာဒီအတိနဲ့ကျွန်တော်တို့ဘာလုပ်ရလဲဆိုအင်္ဂလိပ်လို mind ပေါ့ပမာလို့ကအတိဉာဏ်ပေါ့ အတိညာနဲ့ကျွန်တော်တို့ကျမ်းစာဖတ်ရအဲအတိညာပဲလားမဟုတ်ဘူးကျွန်တော်တို့ရဲ့ကိုယ်ကာယပါရခန္ဓာထဲမှာရှိတဲ့ senses ၅ခုပါရအကြာကြားရပါရဒါ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 နားထိုင်ကြည့်ဘာမှမရတော့အကြာရပါရတယ်လို့ကျွန်တော်တို့မျက်စိအမြင်ပါရတယ်အကြာအမြင်အမြင်နဲ့ပါလို့ရတယ်နှုတ်ကပတ်တော်ကိုဖတ်ရထပ်တဲ့ခါကျတော့ကြားတယ်ပြင်ပါလေ အာဒီဒီနှုတ်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 ရှာပါဇက်ကထွက်လာရပြီးတဲ့အခါမှာကျွန်တော်တို့ sense တော့အထီးတွေ့နှုတ်ကပတ်တော်ကိုကန်ရဒီရတွေလှန်ရတယ်ဆိုတော့ခုနကျွန်တော်တို့စားသုံးတဲ့အခါမှာဒီဝိညာဉ်ထဲမှာဖရာတခင်ရဲ့ဖွင့်ပြခြင်းအလင်းရဖို့ရန်ဖရာထည့်ပေးတဲ့စိတ်ပါရတယ်တခါတလေကျွန်တော်ဆိုရင်လေ နှုတ်ကပတ်တော့ကိုဖတ်ပြီးမှအထူးတစ်ဖြင့်အဲ့ဒီနော်ဟိုပေါ့ရောတက်ရဲ့အသက်တောင်ဖတ်တဲ့အခါလေးဟာဖတ်ပြီးမှမြင့်ရင်ပေါက်ပေါက်ကြနှစ်ပြီးမှဘာမှမရှိကိုတယောက်တည်းဖြစ်နေတာပြောကိုတယောက်အရင်တော့ကဖတ်တာဘာမှမခံစားရဒီတစ်ခေါက်ဖတ်တာကလေဖရားရဲ့မေတ္တာတွေခံစားရလို့လားကြည်စမ်းလို့သူ့ကိုယ်ဒီလောက်စော်ထားတာခံစားရမှာပေါ့ခုနပြောပြီးပြီ အသိဉာဏ်လေးရှိသေးတာပဲလေ memory ရှိသေးတာပဲပဲ memory down down တာမှမဟုတ်ဘူးတော့ရောအသိဉာဏ် तू ရှိသေးတယ်သွားမလုံးနဲ့အသိဉာဏ်ထဲမှာဟာခံစားရတာပေါ့စော်ဖို့လည်းအချိန်ရတယ်အခွင့်လည်းတားတယ်အော်ဒါပေမဲ့သူ့ရဲ့အတ္တအထည်ထဲမှာလေအဲ့ဒီစိတ်ထဲမှာဖျားဘက်မှာခုနပြောတဲ့ဥစ္စာအဲ့ဒါပဲလွန်ခဲ့တဲ့ညနဲ့ချိန်လိုက်တာပြောတာနော်လွန်ခဲ့တဲ့ညနဲ့ချိန်လိုက်တာ အဲ့ဒီကျွန်တော်တို့ကိုပေးထားတဲ့ဖျားပေးထားတဲ့အဲ့ဒီစိတ်ကလေဝိညာဉ်နဲ့ချိတ်လိုက်တဲ့အခါကျမှအဲ့ဒါဘာဖြစ်လဲဆိုတဲ့အခါကျအရသာရှိသွားအရသာရှိသွားအရသာရှိသွားစမ်းစာဖတ်လဲပဲဟာအရသာရှိသွားတယ်နှုတ်ကပတ်တော်ထဲမှာမွေ့လျော်ရတာအရသာရှိသွားတာကြည်စမ်းလို့ကို့အထဲမှာလीသူ့အကြောင်းဖတ်ပြီးမှအထဲမှာလी ဖရာရဲ့မေတ္တာကိုခံစားရတာကြီးစံလို့ဘလောက်ဒီဖရာရဲ့မေတ္တာသူ့အထဲမှာပြေဝနေတယ်သူ့ရဲ့အတိညာဉ်လေးမှာမြင်ရတယ်တွေ့နေရတယ်ခံစားစိတ်တွေအထဲမှာကြည်ကွဲရမလို့ပောက်ကွဲရမလို့ဖြစ်နေတာဖြစ်နေတာဖြစ်နေတာအိုးပြောမနေနဲ့အဲ့ဒီအထဲမှာမှသူ့ပါဖြစ်လေသူ့ရဲ့အထဲမှာလေဖရာအလုလုနေတာကိုခံစားရတဲ့အခါမှာကြည်စံ ူရဲ့စိတ်ဆန္ဒပါလို့ခွင့်လွတ်တယ်အကိုတို့ကိုကိုကိုနော်မကြည်မနဲ့မဖြစ်ပါနဲ့ငါတို့မိသားစုငါတို့အရောက်တိုင်းအသက်ရှင်ဖို့ရန်အတွက်ဖခင်ကငါ့ကိုကြိုလွတ်ထားတာပါကိုကိုကိုအပြစ်မမြင်ပါနဲ့ကြည်စား သူစီမှာ memory ရှိတယ်တိတယ်ခန်းစားတတ်တယ်နားလဲတယ်တွေးတော့တယ်ကြံစီမှုအကုန်တိတယ်ခန်းစားရစိတ်ရှိတယ်ဗျာသူကိုသူတောင်မှအထဲဝင်ပြီးမှကြီးကျယ်ငိုတာဘလောက်တတိယလဲသူဖတ်ခဲ့သူမိသားစုပြန်တွေ့ရတဲ့အခါမှာခန်းစားရစိတ်လည်းရှိနောက်ဆုံးဘာဖြစ်လဲဆိုစန္ဒစိတ်ကဘာလုပ်လိုက်လဲလွတ်ချလိုက်အခင်ရဲ့မြစ်တာအแทမှာအားလုံးကိုဖြေလွတ်လိုက် ဖခင်ငါ့ကိုကြိုပြီးကြိုပို့တာပါအာမင်ဒီနေ့ဒါကြောင့်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်စာသုံးတဲ့အခါမှာကျွန်တော်တို့ဆရာဝန်စီတွားရင်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာလောက်ကိုပဲသူတို့ကုပေးနိုင်ပါကိုယ်ခန္ဓာထဲမှာအလုံးရှိရင်အလုံးထုတ်ပေးမယ်နာနေတဲ့နေရာရှင်းစေးလိမ့်ပေးမယ်ကောင်းကိုက်ရင်ကောင်းကိုက်ပြောက်စေးပေးမယ် အကျိုးတွေတင်းနေအကျိုးကိုဘာဖြစ်လဲရှော့တဲ့ဥစ္စာတွေစီးတွေပေးမယ်တစ်ခါလေကြိုက်နော်ကျွန်တော်တို့ဖြစ်တတ်တာကိုပြောတာဆရာဝန်ကတော့ကျွန်တော်ရဲ့ကိုယ်ခန္ဓာ body ဘိုင်းဆိုင်ရာကိုကတော့သူကုပေးနိုင်ပါတယ်သူရဲ့အတိုင်းတာတစ်ခုပေါ့နော်အလုံးနဲ့ကုပေးနိုင်တာတော့မဟုတ်ပါဘူးအတိုင်းတာတစ်ခုအနေနဲ့ကုပေးနိုင်စိတ်ပိုင်းရောက်လာတဲ့အခါကျတော့အရန်ပဲ complicated ဖြစ်တယ်အရန်ရှုပ်ထွေးတဲ့အကန္တဖြစ်လာ ကြောင့်ဒီစိတ်ကကျွန်တော်ရဲ့အတ္တအထဲထဲမှာတစ်ခါလေကျရင် အခုတစ်မျိုးတော့ကြတစ်မျိုးကျွန်တော်ရဲ့စိတ်ကလေအခုပဲကျွန်တော်ဂတိပေးလိုက်တယ် yes လို့ပြောလိုက်တယ်မကြဘူးအနိုင်တော်မရှိလေပြန်ပြောင်းသွားပြန်ပြီတစ်ခါလေကျွန်တော်ရဲ့စိတ်ကိုကိုကိုတောင်းမှဘာဖြစ်လဲဆို very complicated ဖြစ်တယ်ဒါကြောင့်ခုနကျွန်တော်စဉ်းစားသုံးရင်းနဲ့နော်ရှေ့မှာစဉ်းစားနေတဲ့ စာတုံးရင်းနဲ့လေတခင်ဖျားကိုချီးမွမ်းတယ်တခင်ဖျားလို့ကိုရောကိုတိတ်ကြည်စုတင်တာပဲဘာကြောင့်လဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့ကိုကိုကို sense တိဖို့ရန်အတွက်ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာဘာလို့အပ်တယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့ကိုထဲ့ပေးတဲ့ဒီစိတ်ကလေဖျားစီမှာရှိတဲ့စိတ်တဘောလို့ခေါ်တယ်ဖျားစီမှာရှိတဲ့စိတ်တဘောအဲ့ဒီစိတ်တဘောကကျွန်တော်တို့ရဲ့အတ္တတာအထဲမှာ ျွန်တော်တို့ကလေဖခင်ရဲ့စိတ်တော်တင်တို့၌လေယေရှုခရစ်၌ရှိတဲ့ထိုစိတ်တော်တင်တို့၌လေရှိစေကြတော့အဲ့ဒါအရင်ကြီးကြီးကျွန်တော်ရဲ့စိတ်တော်ကတော့ပြောမနေနဲ့ကျွန်တော်ရဲ့စိတ်တော်ကအတာကြီးတယ်မာနကြီးတယ်လောဘကြီးတယ်ဒေါသကြီးတယ်ပြောမနေနဲ့မကောင်းတာအကုန်ရှိဒါပေမဲ့အဲ့ဒီစိတ်တော်ကခုနပြောပြီးပြီ ကျွန်တော်တို့ရဲ့အတ္တတာမှာအဆင်မပြေဘာကြောင့်မို့လဲဆိုတော့အဲ့ဒီအရာအားလုံးကဖျားရှိမောက်မှာယွန်ရှာစရာကောင်းကျွန်တော်တို့ရဲ့လူဟောင်းရဲ့စိတ်တပေါ့ဘယ်ကြောင့်အခုဖျားကလည်းပဲကျွန်တော်တို့ရဲ့အတ္တတာမှာဘုသူ့ရဲ့စိတ်တဘောနဲ့ဖျားတခင်အစာတွင်ပေးတယ်လေဆိုတဲ့အခါမှာယေရှုခရစ်ရဲ့စိတ်တဘောနဲ့ဘယ်ကြောင့်လွန်ခဲ့တဲ့ညမှာကျွန်တော်တို့ဟိုစားသုံးတဲ့အထဲမှာ နောင်ကာလကြရင်တဲ့နော်နောင်ကာလကြရင်တဲ့ငါရဲ့ပညာအဲ့ဒီပညာဆိုတော့ဘရိညာတရားတစ်ကိုပြောတာနော်ဘရိညာတရားတစ်ကိုမင်းတို့ရဲ့နှလုံးပြားပေါ်မှာရေးထားမယ်။အော်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာအခုဖယားတခင်ပြောတဲ့နောင်ကာလအခုဘရိညာတရားတစ်ဒီကာလောက်ပြောဒီကကြီးစုတော့ကာလောက်ပြောဘာအဖြစ်လဲ အသက်ရှင်စေတတ်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့အထဲမှာအခုရေးပေးနေတယ်။ဟာလေလုယာ။အဲ့ဒီဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့အထဲမှာရေးပေးနေတော့ကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားကိုဖျားရှိမောက်မှာအမြဲတမ်းဘာလို့ပို့လို့လဲ။ဖွင့်ဟထားဖို့လိုအပ်တယ်။ဖျားရှိမောက်မှာအစစ်စေးခံဖို့လိုအပ်တယ်။နော်ခုနအထဲမှာဆိုရင်ကိုယ်စိတ်ကိုချီနှောင်ရွေးတဲ့အဲ့ဒီစကားလုံးဒီနေ့ကိုပြောပြီးမှ ဂရိတစ္ဆာတွေမတိတာတွေဖြစ်တတ်တယ်။ဒီနေ့တော့ကျွန်တော်တို့ကဘာလုပ်ဖို့လိုအပ်တယ်လဲဆိုတဲ့အခါမှာဒီနေ့တခိရဲ့ရှိတော်မောင်းမှာကျွန်တော်တို့ရဲ့နှလုံးသားကိုဖွင့်ပါပြီးမှတခင်ဖျားအသက်ရှင်စေတတ်တဲ့ဝိညာဉ်အဲ့ဒီဖျားရဲ့ဝိညာဉ်တော်ကပဲအခုကျွန်တော်တို့ရဲ့အသက်တာအထယ်ထဲမှာဘာလုပ်ပြီးလဲဆိုနှလုံးပြပေါ်မှာသူကကညက်သူကိုယ်တိုင်က ကျွန်တော်တို့အထဲမှာရေးတွင်ပေးထားတာသူကိုယ်တိုင်လိုက်လျှောက်နိုင်ဖို့ရန်အတွက်သူကိုယ်တိုင်ကျွန်တော်တို့အထဲမှာသူကိုယ်တိုင်ထည့်ထားပေးတာအာမင်အခုကျွန်တော်တို့အထဲမှာရေးတွင်ပေးထားတာဒါကြောင့်ဒီနေ့ကျွန်တော်တို့ယေရှုခရစ်၌ရှိတဲ့ထိုစိတ်တဘောသင်တို့အထဲမှာရှိလာဖို့အတွက်ခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့ကဘုရုထံလာဖို့အတွက်ပဲလေဆိုရင်နှုတ်ကပတ်တော်အရှင်ဖြစ်တဲ့ယေရှုခရစ်တော်ထံလာဖို့အတွက်ပဲဖြစ်တယ်။ဒါကြောင့် နှုတ်ကပတ်တော်အရှင်ဖြစ်တဲ့ယေရှုခရစ်တော်တန်လာတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ဘာလို့ပေးလဲဆိုရင်စိတ်နဲ့ဝိညာဉ်ခုနပြောတဲ့ဥစ္စာဒီနေ့စိတ်แท้မှာတောင်မှာကျွန်တော်ရဲ့စိတ်ကလူဟောင်းစိတ်နဲ့ကျွန်တော်အသက်ရှင်သလားလူသစ်စိတ်နဲ့ကျွန်တော်အသက်ရှင်သလားဆိုတာကိုဘသူကပဲခွဲခြားပေးတယ်လဲဆိုရင်နှုတ်ကပတ်တော်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့က သခင်ယေရှုထံမလာဘူးဆိုရင်ကျွန်တော်ကလေကျွန်တော်လုံနေတာကလေကို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 ဘလို့ထင်လဲအမလီငါဝိညာဉ်ရမှာအရန်ကြီးထွားပြီးမှငါဝိညာဉ်ဆန်တယ်လို့ထင်တာတကယ်တမ်းကျတော့ဖခင်မျက်စိနဲ့ကြည့်လိုက်ကြအမလီဇာတိကြီးမှကြီးဖြစ်နေတာအတ္တကြီးမှကြီးကိုယ့်ရဲ့အတ္တကိုယ်ဆန္ဒနဲ့ပဲအသက်ရှင်နေဟာဖခင်မျက်စိကနေကြည့်လိုက် အိုးတခင်ယေရှုဘုရားတခင်ထံမှာပြန်လဲလာရအဲ့လိုလဲလာတဲ့အခါကြမှာပဲဒီနေ့အဲ့ဒီနှုတ်ကပတ်တော်အရှင်ဖြစ်တဲ့တခင်ယေရှုကလေကျွန်တော်တို့ကိုခွဲချင်းစိတ်ပြပေးတာအေးမတ်တာဒါမင်းရဲ့အသွေးသားကနေလှုပ်တဲ့ကိစ္စနော်ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ဖို့လှဲ့ဖို့ဘယ်ကိုလှဲ့ရမလဲကျွန်တော်ရဲ့အတိညာကဝိညာဉ်ဘက်ကိုလှဲ့ပြီးမှတခင်ယေရှုကျွန်တော်ကိုမှားပါ ကဲပါကိုရောကိုကျွန်ုပ်လိုအပ်တယ်ကျွန်တော်ရဲ့စိတ်ပုတ်ကြီးနဲ့အသက်ရှင်လို့မရဘူးစိတ်ပုတ်ကြီးခစားချက်နဲ့ကျွန်တော်သွားလို့မရဘူးအဲ့ဒီစိတ်ပုတ်ကြီးနဲ့တော့သွားကြည့်ကိုကြည့်လို့မရတဲ့သူရှေ့ရောက်သွားတဲ့အခါမှာလေမလုံနဲ့ဘလူးစီးတဲ့မျက်နှာကြီးဖြစ်လာကိုချစ်တဲ့သူတော်ကိစ္စမရှိဘူးအမလီဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအခင်ထမ်းပဲကျွန်တော်ရဲ့ဒီအတိညာဥဆောင်တာကလေ တခင်ဖယားထံရောက်လာဖို့အတွက်ပဲတခင်ထံရောက်လာတဲ့အခါကျမှတခင်ရဲ့နှုတ်ကပတ်တော်ကတခင်ရဲ့အသက်ရှင်ခြင်းတကူးနဲ့ပြုပြင်ခြင်းတန်လျက်တကာထုတဲ့ထက်ချင်ရှိတဲ့နှုတ်ကပတ်တော်ကပဲကျွန်တော်ရဲ့အသက်တာမှာခွဲခြားပေးတာဟာလေလုယာဒါကိုကျွန်တော်ခံစားရအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာအတိညာခါကျွန်တော်တို့ကိုဥဆောင်တဲ့အပိုင်းဖြစ်ပြီးတော့ အဲ့ဒီအသိဉာဏ်ကနေ information feed ကျွန်တော်တို့ကိုကျွေးလိုက်တဲ့ဥစ္စာအဲ့ဒီကနေစေကျွန်တော်တို့ဘာဖြစ်စေ emotion ထဲမှာချစ်တာဖြစ်စေလာတယ်မုန်းတာဖြစ်စေလာတယ်အဲ့ဒီ emotion ထဲမှာအဲ့ဒီအသိဉာဏ်ရဲ့ feed နော်ဟိုဟို information page အဖြစ်ညောင်များစွာဖြစ်လာအဲ့ဒီကနေမှသစင်ဘာဖြစ်လာလဲဆိုကျွန်တော်တို့ရဲ့ခံစားစိတ်ကလေဆုံးဖြတ်ချက်ချလာတော့ဒီတယောက်ကတော့အဲဖြစ်လာတာဖြစ်လာတာအဲ့ဒါအဲ့ဒါအဲ့ဒါ နောက်ဆုံးပါပြစ်လိုက်အဲ့ဒီကနေတပိမဲ့ကျွန်တော်တို့ရဲ့အတိညာဏ်ကလေခုနပြောတဲ့နှုတ်ကပတ်တော်ဒီအသက်ရှင်ခြင်းတကုန်းနည်းပြုပြင်ခြင်းတန်လျက်တကာထုတ်တဲ့ထက်ခြင်းနဲ့ကြည့်ဆုံးတဲ့ဖြစ်ရဲ့အသက်နဲ့ဝိညာဉ်ကို၎င်းဒီနဲ့အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းယိုးရင်းချင်းစီကို၎င်းသူကပိုင်းချပြီးမှထုတ်ချွင်ခွင်းပေးတာအဲ့ဒီအရာကကျွန်တော်တို့ရဲ့အသက်တာထဲမှာ ဒီနေ့တခင်ထံရောက်လာတဲ့အခါမှာနှုတ်ကပတ်တော်ထံဒါကြောင့်ကျွန်တော်တို့ကလေကိုယ်စိတ်ကိုတီးဖို့ရန်အတွက်ကျွန်တော်တို့နှုတ်ကပတ်တော်ထံမလာဘူးဆိုတော့လုံးဝမသိကိုကိုကိုမသိတကယ်ပြောတာကိုကိုကိုတီးတဲ့စိတ်ကခုနပြောတဲ့လူဟောင်းစိတ်ပဲတီးဖခင်ရဲ့စိတ်နဲ့ကျွန်တော်တို့အတမ်ရှင်ဒါကြောင့်ဒီနေ့ကျွန်တော်စာတုံညာအဲ့ဒီအဲမှာရောလေဝမ်းမြောက်တယ်အဲ့ဒီတခင်ထံလက်ပြန်တဲ့အခါမှာနှုတ်ကပတ်တော်ထံလာတဲ့အခါမှာကျွန်တော်ရဲ့ information က တခင့်စီကနေရတဲ့ information အဲ့ဒီ information ရတဲ့ခါမှာဟာကိုကိုကိုမစားနိုင်တဲ့သူကိစ္စမရှိဘူး it's okay it's okay ရတဲ့ကိစ္စမရှိဘူးခုနရောတက်တက်တော့ကျွန်တော်ဖတ်တဲ့ခါမှာအရန်ခံစားရချိန်ဆဘလောက်ထိသူ့ကိုတည်ရင်ရှင်ရင်နဲ့မြတ်တည်ပြီးဆိုပြီးတော့ဖတ်ခင်ကိုတောင်လိန်လိန်လိုက်တဲ့ညီကိုတွေရှေ့မှာရောက်တဲ့ခါမှာဘလောက်ခံစားရတပိမဲ့နောက်ဆုံးအဲ့ဒီဖျားစီကနေရတဲ့အလေးပွတ်ပေးခြင်းအဖြစ် သူ့ရဲ့ခန်းစားစိတ်ကခွလွတ်နောက်ဆုံးဆုံးချက်ချက်ချာကိစ္စဖြစ်ကိုတို့အားလုံးလာခဲ့ငါကြွေးမယ်ငါမွေးမယ်အတ္တအထေထဲမှာတကယ်ပဲနော်စိတ်ရဲ့အလင်းဖွင့်ပြခြင်းနှုတ်ကပတ်တော်အဖြစ်ခန်းစားရဒီနေ့ကျွန်တော်လည်းပဲအဲ့ဒီခန်းစားရတာကိုဒီနေ့ကျွန်တော်ရဲ့စိတ်ကိုနားလည်ဖို့အတွက်ကျွန်တော်တို့နှုတ်ကပတ်တော်အရှင်ဖြစ်တဲ့နော်တန်လျက်တကာတို့တဲ့ထက်တဲ့တခင်ယေရှုခရစ်တော်တဲ့လာဖို့အတွက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်စားသုံးရတာကိုလည်း စီစဉ်ပါတယ်။သခင်ယေရှုကိုရောကိုချီးမွမ်းပါ၏။အာမင်။